ဒါကြောင့်ပိုင်ဆိုင်မှုဆိုဒီမှာမျက်စိနှလုံးမမိတ်ခင်လေးတွင်ပိုင်ဆိုင်မှုရှိတာဟိုဘက်ကြောင့်မပိုင်တော့အဲ့တော့ပိုင်နာပါရုံးဆိုရင်ကိုတယောက်တည်းသွားပြီဆိုရင်ကိုယင်တဲ့နှလုံးထဲမှာကိမ့်ဝတ်တဲ့ကိုလုတ်ခဲ့တဲ့ကံတရားတွေဒါလည်းကို့အတွက်ပဲအဲ့ဒီကံတရားကဒါလည်းကို့အတွက်ကို့ပိုင်တဲ့အရာဖြစ်တယ်ကံတရားကိုတော့ဘယ်သူမှလူယူလိုက်လို့မရဘူးကံတရားကလည်းကြံရင်မှလည်းမဟုတ်ဘူး ရှင်နဲ့နှလုံးနဲ့ဖြစ်တဲ့ကိုလုံးတဲ့ကိုပြုတဲ့ကံတရားဒီကိုနဲ့အတူပါသွားတယ်လို့သူဆိုတယ်။ဒါကြောင့်မို့ဘဝရောက်တဲ့အခါကံကြမ္မာပုံရိပ်တည်းကပေါ်လာတာဖြစ်တယ်။အေးခဏခဏဒေါသထွက်တတ်တဲ့လူတယောက်ရဲ့မျက်နှာရိပ်ဟာနှုတ်ခမ်းကြီးစူးနေမှတေးကြတယ်။မျက်နှာပုတ်သွိုးသွိုးနဲ့နေပြီဆိုရင်အဲ့ဒါဟိုဘဝတုန်းကခဏခဏဒေါသထွက်ခဲ့တဲ့မျက်နှာရိပ်ပဲ။မျက်နှာရိပ်စဉ်းစားကြည့်လေဒေါသထွက်တဲ့အချိန်မှန်ကိုကြည့်ပြအောင်ကြည့်လိုက်။ မပြင်းမဲနဲ့ကြည့်ကိုယ့်အကိုယ်တောင်လန့်ကောင်းလန့်လိုက်မယ်အဲ့တော့အဲ့လိုပုံရိပ်ကနောင်မွားလည်းပဲပါသွားတာပဲဒီလိုဆိုလို့ရပေါ့အသိပညာအတတ်ပညာရှိတယ်ဆိုတော့ပုံရိပ်ကလည်းပဲကိုယ်ကိုယ်တိုင်သင်ယူတယ်လေ့လာတယ်မှတ်သားတယ်ဆိုတော့ပုံရိပ်တွေနောင်မွားကြတော့လည်းပညာတတ်တယ်ဆိုပုံရိပ်တွေဖြစ်လာတယ်